ဒီမိုကရေစီပညာရေးတပိတ်မောက်ចောင်းသားတွေထောက်ခံပွဲကိုအကြမ်းဖက်နေနေခြင်းအပေါ်အပြင်းထန်ရှုံချကန့်ကွက်တဲ့အနေနဲ့ဂျပန်ရောက်မြန်မာနိုင်ငံသားတွေတိုးကြိုတန်ရုံရှိမှာဆန္ဒဖော်ထုတ်ခဲ့ပါတယ်။ဥစစော်လိုင်းသတင်းပေးပို့ထားပါတယ်။ဂျပန်နိုင်ငံရောဂျပန်ရဲ့ဂျပန်ရဲ့ မြန်မာနိုင်ငံတွင်ငြိမ်းချမ်းစွာဆန္ဒပြဖော်ထုတ်နေသူတွေကိုအကြမ်းဖက်ရိုက်နှက်ဖမ်းဆီးနေတာတွေနဲ့ပတ်သက်ပြီးအပြင်းထန်ရှုတ်ရှားကန့်ကွက်ကြောင်းနဲ့လက်ပံမျိုးမှာတားဆီးခံထားရတဲ့ဒီမိုကရေစီပညာရေးပင်မတပိတ်စစ်ကြောင်းကအကြောင်းသားတွေကိုအကြမ်းဖက်ရေးအတွက်ဂျပန်နိုင်ငံရောက်မြန်မာနိုင်ငံသားတွေတူချွန်မြို့ကမြန်မာတန်ယုံရှိမှာမတ်လ6ရက်ညနေ4:00နာရီကဆန္ဒပြနေကြတာပါမြောက်လေးမှာလေ2010လုံးကများကြောင်းလဲလာမလားပေါ့လေပိုဆိုးလာပြီဒီကနေ့2003ဒီပရေးလိုမျိုးဆွာရှင်နဲ့ထောက်တုံးနေစဖြစ်လာပြီ ကျွန်တော်ရည်ရချက်ကတော့မနေ့ကဟိုမြန်မာပြည်မှာရှိတဲ့ចောင်းသားတွေကိုအကြမ်းဖက်ပြီးအကြမ်းဖက်တာကိုစန့်ကျင်ကက်ကွဲရှုပ်ချတဲ့အတွက် လာဆန္ဒပြရခြင်းဖြစ်ပါတယ်ချက်ချင်း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 စနပ်ပြဝဲကိုဂျပန်နိုင်ငံရောက်မြန်မာနိုင်ငံသား100ကျော်လာရောက်ခဲ့ကြပါတယ်မြန်မာနိုင်ငံမှာခေတ်ဆက်ဆက်အခုလိုအာဏာပိုင်တွေကအကြမ်းဖက်နှိမ်နှင်းခဲ့တာတွေကြောင့် နိုင်ငံရေးစီးပွားရေးလူခွင့်ရေးအဖက်ဖက်က ချုပ်ရင်းခဲ့တာလို့လဲဆန္ဒပြသူတွေကအခုလိုထောက်ပြပြောဆိုခဲ့ပါတယ်ဆိုတော့ကျွန်တော်တို့တိုင်းပြည်မှာဒီလိုမျိုးចောင်းသားလှူရှားမှုတွေเนาะလူလူလှူရှားမှုတွေကိုအကြမ်းဖက်နှိမ်နှင်းခဲ့လို့ဒီလိုမျိုးမဖြစ်ပြတဲ့နေရာတွေအချိန်ကြီးမောင်းမြောင်များစွာဖြစ်ခဲ့ပြီးပြီအဲ့အတွက်ကြောင့်ကျွန်တော်တို့ဒီတိုင်းနိုင်ငံ အခုလိုနိုင်ငံတော်ဝန်ကျောင်းသားပြည်သူတွေအကြမ်းဖက်ခံနေရတာဟာလက်ရှိဦးသိန်းစိန်အစိုးရမှတာဝန်ရှိတဲ့အတွက်တူချိုတန်ယုံရှိမှလာရောက်ဆန္ဒပြကြတာလို့လည်းလာရောက်ဆန္ဒပြသူတွေကဆိုခဲ့ပါတယ်ကျွန်တော်စောစောလိုင်းတူချိုကနေပြန်ပြောပြခဲ့တော့ဖြစ်စီရဖြစ်စီရကျောင်းသားတွေကိုကျောင်းသားတွေကို